ုံးနှစ်သုံးဖို့ဘာမှမဝယ်ပဲねအဲကျွန်တော်စုပြီးတော့ကြိုက်ခဲ့တာဖြစ်ပါတယ်ခင်ဗျာသူတို့များလည်းကျွန်တော်ဖုန်းမလဲသေးလို့ပြောရလေကျွန်တော်ဖုန်းလေးက iPhone 12ပဲရှိသေးတယ်အတွက်13 14 15 16 70အဲ့တော့9နှစ်ကျွန်တော်ဖုန်းမလဲပဲနဲ့စုရတဲ့ပတ်စံလေးဖြစ်ပါတယ်ခင်ဗျာ Phone is the phone ဆရာကျွန်တော်တော့နောက်သေးတယ်ကျွန်တော်ဘေးဖို့ထောင်တာလေဟဲ MC လို့တဲ့ပတ်စံလေးကုန်ပြီလားဟုတ်တယ်ဆရာကုန်ပါပြီလို့ မိမိတချွတ်ချွတ်လဲလဲတယ်လီဖုန်းလေးဒီထွင်နိုင်သူမိနာမေအခရီဟယ်ဘက် ပေါ့တော့လေမကယ်ယူဘူးကွန်ရစူးစမ်းမယ်စူးစမ်းမှုရောအများကြီးပေါ့နော်ဒါပေမဲ့ဘာလဲပြောဟိုတွဲပြီးတော့မှမှတ်မိသွားတဲ့ပရိသတ် dental level ရှိရှိလက်များပဲရှိရှိအကျွန်တော်ကပရိသတ်တဦးတယောက်ချင်းစီကိုလေးစားတန်ဖိုးထားတာဖြစ်တဲ့အတွက်အဲ့ဒီအတွက်ကတော့တိတ်ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအဲကျွန်တော်အနေနဲ့အစူးစမ်းတဲ့အခါမှာဆိုရင်လည်းကျွန်တော်ကုစမ်းညံစွမ်းရှိသလောက်အတိုင်းအတာလေးနဲ့ကျွန်တော်ယူသသားစူးစမ်းလေးလုပ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာဘာကြီးဖြစ်ပါစေအများကြီးဖြစ်ပါစေလို့တော့ကျွန်တော်လုံးဝမယူရခဲ့တာအမှန်ပါပဲခင်ဗျာ တဲ့၃စုံဒါကျွန်တော်ရွေးထားတာတကယ်တော့ MGV ရဲမှာ MV ရဲမှာကျွန်တော်ထုတ်လိုက်တာထည့်လိုက်တာနှစ်စုံပဲထည့်ရတာဒီတော့အဖြစ်တစ်စုံပါသေးတယ်၃စုံကျွန်တော်ပြင်ထားတယ်အဲ့၃စုံမှာ styling နဲ့ designer နဲ့ကျွန်တော်တိုင်ပင်တယ်ပြီးသွားတဲ့အခါမှာတကယ် MV ရိုက်တဲ့အခါမှာကျွန်တော် director နဲ့ထက်တိုင်ပင်တဲ့အခါမှာ director ရရဲကိုအဖြူကိုတော့ကျွန်တော်ဖယ်လိုက်မယ်နှစ်စုံနဲ့သွားမယ်ဆိုပြီးတော့မှအဲကျွန်တော်ဟိုနှစ်စုံနဲ့ပဲသွားခဲ့တာဖြစ်ပါတယ်ဆိုလိုတော့အဲ့အင်းလီရဆာကျွန်တော် styling ရဲ့ designer ရဲ့ကျွန်တော်ရဲ့၃ယောက်ပေါင်းပြီးတော့မှ၄လခါလောက်ကြာတယ်ခင်ဗျာအဲ့ဝတ်စုံထုတ်တာကျွန်တော်၃နှစ်၃မိုးဘာမှမဝယ်ပဲနဲ့ အဲကျွန်တော်စုပြီးတော့ရိုက်ခဲ့တာဖြစ်ပါတယ်ခင်ဗျအဲကျွန်တော်ဟိုသူတို့များလည်းကျွန်တော်ဖုန်းမလဲသေးလို့ပြောရလေကျွန်တော်ဖုန်းလေးက တွဲလားမသိဘူးလေကျွန်တော်အလို့ရှိရ iPhone တွဲပဲရှိသေးတယ်အတွက်13 14 15 16 70အဲ့တော့9နှစ်ကျွန်တော်ဖုန်းမလဲပဲနဲ့ဆူရတယ်ပတ်စံလေးကျင်းပါတယ်ခင်ဗျာအာတတိယကကျွန်တော်ဖုန်းမလဲပဲနဲ့အဲဒီဟာလေးကိုဖုန်းမလဲတဲ့ပတ်စံကိုကျွန်တော်9နှစ်ဆူလိုက်တယ်အဲ့ပတ်စံလေးနဲ့ကျွန်တော်ရအောင်လုပ်မယ်ဆိုပြီးတော့မှလောက်တာဖြစ်တာဖြစ်ပါတယ်အဲ့တော့အဲ့ပတ်စံအတိအကျတော့ပြောတာမဟုတ်ဘူးเนาะဖုန်းတော့မလဲပဲနဲ့ကျွန်တော်လုပ်ခဲ့ရပါလို့ပြောတာပါခင်ဗျာတယ်လီဖုန်းတယ်9နှစ်လုံးဖုန်းမလဲပဲနဲ့ဖုန်းအောင်လေးပဲကင်ပြီးတော့မှကျွန်တော်လုပ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ ဆရာကျော်တော်နောက်သေးတယ်ကျွန်တော်ဘေဖို့ထောင်တာလေဟဲ့ဟိုရဲ MC လုတ်တဲ့ပတ်စံနေကုံပြီလားဟုတ်တယ်ဆရာကုံဝါးကြီးလို့ဒီသချင်းစားထွက်တဲ့အချိန်တွေကနေပြီးတော့မှအာမန်လေးမှာတစ်ခုရန်ကုန်မှာတစ်ခုဆိုပြီးတော့မှတင်လာတာဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်တော့နှစ်လ အာတလားကြော်ကြော်လာဖြစ်သွားပြီခင်ဗျာပုံလည်းမချသေးဘူးပုံလည်းမချသေးဘူးခင်ဗျာအမေရတော်ကြားတယ်ဟုတ်တယ်ဟုတ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ကပထမတစ်ခုကကြတော့ကျွန်တော်အာဒီအာအဲ့အနေရောင်လေးနဲ့အခုဆိုရင်တော့ဒီအဲ့ငွေရောင်လေးနဲ့ဖြစ်သွားတယ်အဲ့ဒါကိုပရိသတ်ချူကတိတယ်ဗျာတိလားအဲ့ဒီဘာလို့လဲလိုက်တာလဲသူတို့အဲ့လိုပြောတာအဲ့ဒါကျွန်တော်ချစ်တာလေအဲ့ဒီဘာလို့လဲလိုက်တာလဲပရိသတ်အမြင်ဆန်းအောင်လို့တလားတစ်ခါကြောင်းတဲ့ပုံစံမျိုးပေါ့နော်ပထမတစ်ခါကျတော့တရားအခုဆိုရင်တော့ငွေရောင်အဲ့ဒီမှာဆိုရင်လည်းဟိုအောင်ပူကြိုက်တယ်တရားပူကြိုက်တယ်ဆိုပြီးတော့အဲ့လိုမျိုးသုံးသက်ပြီးတာဖြစ်တဲ့အတွက်လည်းတိတ်ကိုကျေးဇူးအများကြီးတင်ပါတယ်ချစ်မိတာ တော့အဲ့လေဝါလို့ပြောတော့ချစ်မိတာသူတို့ဟုတ်တယ်ဟုတ်တယ်တလက်တကအဲ့လေလို့ပြောတာအဲ့ဒါချစ်တာပါခင်ဗျအဲ့တော့ဆိုလိုတာကလေကျွန်တော် လုပ်တဲ့ဥစ္စာမှာအရာအားလုံးကိုကျွန်တော် quality တွေပဲလုပ်ထားတာဖြစ်တဲ့အတွက်ပရိသတ်တွေကလေးစားမှုလည်းပြတာဖြစ်ပါတယ်ခင်ဗျ စိတ်ရှင်သနာဆိုင်ရဲ့ chairman နဲ့ MD ကခေတ်ပညာသက်လူငယ်တွေဖြစ်တာဖြစ်တဲ့အတွက်အဲလူငယ်ဆန်တဲ့ design ကိုရရတယ်ပြီးသွားတဲ့အခါမှာဆိုရင်တော့လူငယ်ဆန်တဲ့အတွေးခေါ်ရင်းနဲ့သူဖန်တီးထားတဲ့အအမှုပညာမြောက်တဲ့လက်ရာ design တွေကိုကျွန်တော်ကရန်သဘောကျတာဖြစ်ပါတယ်ဥပမာဖြင့်ဒီလိုမျိုးဆိုလဲကျွန်တော်တို့ကကြီးလိုက်တဲ့ဆိုရင်မိုးဝင်ထွက်တယ်ဖြစ်နေရတယ်ဒါပေမဲ့လို့တကယ်အနီးကပ်ကြည့်တဲ့အခါမှာဆိုရင်လေအသေးစိတ်ဖန်တီးထားတဲ့ဥစ္စာကိုကျွန်တော်တို့အမှုစိတ်တာကိုတွေ့နိုင်တယ်ပြီးသွားတဲ့အခါမှာဆိုရင်တော့စိတ်အရည်သေးကောင်းမှုကလည်းအခုလိုတစ်ဖြက်ပြက်လက်နေရဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ ရွှေမန်းမြေမှာကျွန်တော်တို့မန်းရွှေလီစင်ရွှေသနာဆိုင်အနေနဲ့ဆိုင်အမှတ်3ကိုဂုံဝင်ဝင်ကြားစာနဲ့ဖွင့်မှုတွေကျွန်တော်ကလည်းတကယ်ကိုဂုံဝင်ဝင်ကြားစာနဲ့တကယ်ကိုပဲ congratulation ပြုလုပ်ချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ချင်ပါလေ thank you so much ပါခင်ဗျာ